ထိုင်းနိုင်ငံရဲ့နိုင်ငံသားရေးရာ policy လူသားချင်းချင်းဆက်ဆံရေးမှာမတူညီရဲ့ချင်းကပ်ပုံတွေနဲ့ဆက်ဆံမှသာလူရာရောက်ပေါင်းမြောက်နိုင်တယ်လို့ဆိုစကားရှိပါတယ်။နိုင်သူမြင့်သူတည်တန်းနေထားဆက်ဆံလေးမရှိတဲ့လောကဓမ္မရာအတိုင်းရှိသူကိုဖားနိုင်သူကိုဖီးဆိုတဲ့အလေးထားတွေဟာလောကဓမ္မရာလိုခိုင်မြဲအမြင့်တွင်နေကြတာပါ။နိုင်ငံတိုင်းနိုင်ငံတိုင်းမှာလည်းတခြားနိုင်ငံတွေနဲ့ဆက်ဆံရေးသဘောတရားတွေကိုလက်တွဲနဲ့အဆက်အအောင်ကျင့်သုံးကြရပါတယ်။ဒါကိုပဲနိုင်ငံသားကြီးရမှုဝါဒလို့ခေါ်ဆိုပြီး ကမ္ဘာအလဲမှာအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ဖို့အတွက်အရေးကြီးတဲ့နိုင်ငံကြီးသဘောတရားလေးဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အမေရိကန်၊ရုရှား၊တရုတ်နဲ့အိန္ဒိယတို့လိုနိုင်ငံတွေကြားဆက်ဆံရေးဟာသူတို့ရဲ့သက်ဆိုင်ရာအစိုးရသဘောထားဖြစ်တဲ့နိုင်ငံသားကြီးရာမူဝါဒအပေါ်အခြေခံထားတာပဲဖြစ်ပါတယ်။စီအေကနောက်ပိုင်းမှာနာမည်ကျော်နိုင်ငံသားကြီးရာသဘောထားတွေကိုအမိပေးလာကြပြီးဒသနသဘော အန်ဒီယိုလော်ဂျီသဘောတရားတွေနဲ့ခွဲခြားစိတ်ပြကြပြီးတက္ကသိုလ်တွေမှာပြန်လည်သင်ကြားပို့ချခဲ့ကြပါတယ်။အဲ့ဒီထဲမှာပေမာပေါ်လစီအနောက်ဘက်တကားပေါ်လစီအစရှိသဖြင့်မူဝါဒတွေဟာနာမည်ကျော်ခဲ့ပါတယ်။ယနေ့အရှိတအာရှမှာထိုင်းနိုင်ငံဟာတမိုင်းအရာရောလက်ရှိတည်မြအရာပါအရေးပါတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာကိုငြင်းလို့မရပါဘူး။နိုင်ငံကြီးတွေဖြစ်တဲ့ကမ္ဘာထိပ်သီးနိုင်ငံများကမှအတင်းဆောင်မရှိရပ်တည်နိုင်ဖို့ဆိုရာအတော်ခက်ခဲတာကိုထိုင်းနိုင်ငံကသဘောပေါက်ပြီး ဘာနဲ့တဲ့နိုင်ငံခြားရေးရာ policy နဲ့အတူကမ္ဘာနိုင်ငံတွေအပေါ်ဆက်ဆံမှာတော့တယ်။ဒါကြောင့်မေ1900ကျော်ခုနှစ်ကာလအိနီချင်းနိုင်ငံတွေကိုကိုလိုနီတွေသိမ်းပိုက်ခံရပြီးဘီယင်စနစ်တွေဖျောက်ချခံလိုက်ရပြီးမေထိုင်းနိုင်ငံကတော့အဆိုပါတန်ကနေကင်းဝေးခဲ့ပါတယ်။ဒါကလည်းအင်္ဂလန်နဲ့ပြင်သစ်တို့အကြားပါပါနဲ့နဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့လို့ဖြစ်ပြီးယနေ့ခေတ်အထိထိုင်းနိုင်ငံဟာအဆိုပါမူဝါဒကိုဆက်လက်ကျင့်သုံးဆဲပဲဖြစ်ပါတယ်။လီယူယာရင်းဝါဒလို့ခေါ်တဲ့ထိုင်းနိုင်ငံဟာနိုင်ငံတွေရဲ့အနေအထားကိုကြည့်ပြီး သဘောထားရိပ်ရာမှာကပြောင်းကပြန်သဘောထားနဲ့အပြောင်းလဲမြန်မာ့လွန်ခဲ့တဲ့လကတရုတ်နိုင်ငံကဒုက္ခသည်ဝီကာမွတ်စလင်တွေကိုတရုတ်ပြန်ပို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်ထိုင်းနဲ့တရုတ်ကြားဆက်ဆံရေးကိုခမန်းနိုင်ကြမယ်လို့ထင်ပါတယ်။ဒီနေရာမှာကမ္ဘာထိပ်တန်းနိုင်ငံကြီးနှစ်ခုကြားကဖိအားပေးမှုတွေကိုထိုင်းနိုင်ငံအနေနဲ့ဘလို့ဆုံးဖြတ်ဖြေရှင်းမလဲဆိုတာကပဲထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေး policy ကိုလက်တွေ့ထင်ဟပ်နေစေပါတယ်။ လက်ရှိအချိန်အမေရိကန်မှာ Republican Party နဲ့ Trump ဟာအာဏာရနိုင်ခဲ့ပြီးလူအခွင့်အရေးစံနှုန်းထက်အမျိုးသားရေးဝါဒကိုဥတည်နေခြင်းလည်းဖြစ်ပါတယ်။နောက်ပြီးအခြားလက်အရာကြည့်မယ်ဆိုရင်တရုတ်နိုင်ငံကတသက်မတ်သေးရှိတဲ့အဖွဲ့အစည်းနဲ့အတူပုံမှန်အင်အားကြီးလာပြီးမယ်။အမေရိကန်ကတော့ကမ္ဘာအရေးကနေတဖြည်းဖြည်းနောက်ဆုတ်လာရပါတယ်။ဒါရီကြောင့်မဲတချိန်ကအမေရိကန်လူအခွင့်အရေးသမားတွေနဲ့တရုတ်အကြဆက်ဆက်တိမခံတဲ့ဝီကာအရေးမှာထိုင်းနိုင်ငံကတရုတ်နိုင်ငံရဲ့စကားကိုပဲနားထောင်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြီးကတချို့ကိုပြန်ပို့ခဲ့ပါတယ်။ဒီလိုဆိုရင်ထိုင်းနိုင်ငံရဲ့မူဝါဒရေးရာသဘောကိုရှိမ့်မွယ်တဲ့ကျူပင်ပမာမြင်ရောင် ကြည့်နိုင်ပြီလို့ထင်ပါတယ်။စီးရဲတဲ့နိုင်ငံတွေကရွှေပြောင်းတွေပေါ်မှာတင်းမာတဲ့သဘောထားနဲ့အတူအလုပ်တူအလုပ်ပါဖိနှိပ်မှုတွေကိုလူသားစံမှုကင်ကင်လှုပ်ဆောင်နိုင်တဲ့ထိုင်ဟာနိုင်ငံကြီးတွေနဲ့ပတ်သက်လာရင်တော့မျက်နှာလိုမျက်နှာလှုပ်တတ်တာကလည်းသိမ့်မထူဆန်တော့ပါဘူး။ကြားပြန်ကိစ္စမှာဆိုလေထိုင်းနိုင်ငံကပေးထားတဲ့လျှက်စစ်မီကိုတန်းဖြတ်ပေးလိုက်တယ်လို့ရွှေပြောင်းလုပ်သားတွေကပါကြားပြန်နဲ့တွေ့ပြီးဖိနှိပ်တာကိုမြင်ခဲ့ရမှာပါ။ ဒါပေမဲ့အလို့တူအလို့ပါရှိနေခဲ့တဲ့ထိုင်းဘက်ကအရာရှိတွေကတော့ကြားဖြတ်မှာနာမည်မထွက်ခဲ့သလိုလူကုံကူးခံရတဲ့တရုတ်မင်းသားကိုဆိုရင်လည်းရဲချုပ်ကိုရိုင်းတောက်ခေါ်ပြရတာချင်းဆက်စုပ်ဖွဲ့ကောင်းတဲ့နိုင်ငံရေးချစာပတ်လိုက်မှုကိုမြင်ကြရမှာပါ။ဒါပြင်မြန်မာနိုင်ငံအစိုးရကိုပါအပြစ်ပုံချခဲ့ပြီးသူတို့နဲ့မဆိုင်ကြောင်းတွေကိုလည်းအတင်းကျပ်ချပြဖို့စူးစမ်းခဲ့ပါသေးတယ်။ ဒီကွန်တက်လီဟာနိုင်ငံရေးကွန်တက်ဆိုတာကအိန္ဒိချင်းနိုင်ငံတွေရဲ့မြန်မာအပေါ်သဘောထားကိုနည်းနည်းပပမြင်သာအောင်ထောက်ပြကျင်တာပဲဖြစ်ပါတယ်။သူတို့ရဲ့နိုင်ငံသားရှိရာမူဝါဒကိုသဘောပေါက်မှသာနှစ်နိုင်ငံကြားဆက်ဆံရေးနဲ့ရိုက်ခန့်သာနိုင်တဲ့ဘေးကိစ္စတွေကိုပညာသားပပကြီးတက်ပြီးနားလည်သဘောပေါက်စီမှာပဲဖြစ်ပါတယ်။